မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်လာရှုမြို့မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့ဟိုပိတ်တိုးဂိတ်ကိုတင်နှစ်စစ်မြေပြင်အင်ဂျင်နီယာတိုက်ရင်နဲ့ခလာရ41တိုက်ရင်တို့ကို MNDA ကဆက်လက်သိမ်းပိုက်လိုက်ပြီးတော့စစ်သားအလောင်းများကိုရှင်းထုတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့ညနေ6:55မိနစ်ခန့်မှာ MNDA တိုက်ရဲ့အမြောက်တိုက်ရင်များပူးပေါင်းပြီးတော့ လာရှိုးမြို့ဟိုပိတ်တိုးဂိတ်မှာကြန့်ရှိနေတဲ့အကြမ်းဖက်မင်းအောင်လှိုင်ရဲ့အာနာသိန်းတပ်ဖွဲ့ဝင်များကိုစတင်တိုက်ခတ်ခဲ့ရာညနေ9:30မိနစ်အချိန်မှာတိုးဂိတ်ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ MNDA တပ်ဖွဲ့ဝင်များဟာတိုက်ပွဲအတွင်းမှာတည်ဆုံသွားတဲ့အကြမ်းဖက်စစ်သားအလောင်းအကျွင်းကြံများကိုရှင်းထုတ်နေတယ်လို့သိရပါတယ်။ဒါ့အပြင်ဇော်လိုက်လာ25ရက်နေ့မှာလာရှိုးမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ41တရရင်နဲ့ကိုတင်နဲ့စစ်မြေပြင်အင်ဂျင်နီယာတရရင်တို့ကို MNDA တပ်ကသိမ်းပိုက်နိုင်ခဲ့ကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့လာရှုံးမြို့အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အကျဉ်းချံများကိုရှာဖွေရန်လုံခြုံရေးဆောင်ရွက်ရန်ဒေသခံပြည်သူများကိုလေကြောင်းရန်ကာကွယ်ရေးအသိပညာပေးရန်နဲ့ကုညီမှုများကိုဆောင်ရွက်ပေးရန် MNDAA ကကင်းလဲ့မှုများကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MNDAA ကလာရှုံးမြို့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များကိုဖြန့်ကျက်ချထားပြီးတော့တချိန်တည်းမှာပဲစစ်ကောင်စီအကျဉ်းချံများကိုနယ်မြေရှင်းလင်းရန်အရှိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဇော်လိုက်လ25ရက်နေ့မှာ MNDAA ကလာရှုံးမြို့ကိုတင်ယူလိုက်တယ်လို့သိရပါဗျ။ MNDA ရဲ့မြို့တော်အထူးအုပ်ချုပ်ရေးဒေသရဲတပ်ဖွဲ့ဟာအများပြည်သူတည်ငြိမ်အေးချမ်းစေရန်နဲ့ လုံခြုံရေးပေးမှုများကိုဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲလာရှုံမြို့စစ်ဘက်အုပ်ချုပ်ရေးကော်မရှင်ကိုအုပ်ချုပ်ရေးနဲ့ပြည်လဲတိဆောက်ရေးတို့အတွက်တာဝန်ယူရန်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။လာရှုံမြို့ရဲ့အများပြည်သူလုံခြုံရေးကိုထိန်းသိမ်းရန်အတွက်မနေ့ကလာရှုံမြို့တော်ခမ်းမရဲစခန်းတပ်မ41ကိုတင်နှစ်အင်ဂျင်နီယာတိုင်ရင်လာရှုံမြို့ဈေးရုံနဲ့အခြားနေရာများနဲ့ရပ်ကွက်များကိုကင်းလှည့်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်လာရှိုးပြည်သူများနဲ့တွားရောက်တွေ့ဆုံပြီးလေချောင်းရံတားဆီးကာကွယ်ရေးအသိပညာပေးခဲ့ပြီးတော့ကုညင်မှုများကိုလည်းလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပေချင်းမြို့နယ်တကောင်းတောင်ပေါ်မှာရှိတဲ့ရဲကင်းကိုတိုက်ခိုက်သိမ့်ပတ်ရာတနက်ဆက်နက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ25ရက်နေ့မှာတပေချင်းမြို့နယ်တကောင်းတောင်ပေါ်မှာရှိတဲ့အချမ်းမတ်စစ်ကောင်းစီလက်အောက်ခံရဲကင်းကိုအမတ်တဲစစ်ဒေသမန္တလေးတိုင်း PDF တာဝန်ခံကိုကဲရဲရုံးရဲ့ကိုကဲမှုနဲ့အမတ်၃အထုတက်ရင်နဲ့ တပိတ်ချင်းမြို့နယ်ပတ်ကဖတို့ကစီးနင်းတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်ငယ်၁၂လက်၆လုံးဖြူတစ်လက်ကြီပေါက်၂၈ခုနဲ့ကြီမျိုးစုံတထောင်ကျော်ကိုတိတ်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့အချင်းချခံထားရတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့အပတ်အတွင်းကနှစ်ချိန်တွေ့ခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဇာနီနဲ့မတိုင်ခင်ရက်ကတခါတွေ့တယ်။ဇူလိုင်လ22ရက်နေ့မှာတခါတွေ့တယ်။နေပြည်တော်အချင်းထောင်တဲကိုဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကလာတွေ့တာလို့ပြည်ထောင်ဝန်ကြီးဌာနသတင်းအရင်းမြစ်ကပြောဆိုထားပါရယ်။အချင်းဦးစီးဌာနဟာပြည်ထောင်ဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတာကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့နေထိုင်ရေးနဲ့ကျန်းမာရေးအတွက်ပြည်ထောင်ဝန်ကြီးဌာနကအဓိကတာဝန်ရှိသူဖြစ်တယ်လို့သိရပါရယ်။ NLD အစိုးရလက်ထက်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာဒေါအောင်ဆန်းစုကြည်နဲ့ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ဟာရင်းနှီးတဲ့ဆက်ဆံရေးတွေရှိခဲ့ကြတယ်လို့ ငင်းကြရေးဖြစ်စင်မှာပါဝင်ခဲ့တဲ့သူတွေကပြောပါတယ်ပြည်ထောင်ဝင်ကြီးဟောင်းဒုတိယဗိုလ်ချုပ်ကြီးစိုးထွတ်ထဲတော့သူတို့ကပိုရင်းနေတာဗောလို့နိုင်ငံရေးအကဲခတ်သူတို့ကပြောပြခဲ့ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးရာပြေဟာစစ်တပ်ကတော့အပတ်စဉ်20နှစ်ဆင်းဖြစ်ပြီးတော့ NLD အစိုးရလက်ထက်ပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းတို့နဲ့အပတ်စဉ်တူတယ်လို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နဲ့မုံမိတ်မြို့နယ်တို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့မိုးကုတ်မြို့ကနေပြီးတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများကို TNL ကလိုက်လံတိုက်ခိုက်ရာတနက်၄လသိန်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ28ရက်နေ့မွန်လွယ်12နာရီကမှကြောင်မဲမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စကခ1ခမရ902နဲ့902တို့မှာတပ်ဆွဲထားတဲ့ လွဲခွန်တောင်နဲ့တာဝါတိုင်းစခန်းကုန်းတို့ကိုတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကတိုက်ခိုက်ခဲ့ရာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မိုးမိတ်မြို့ညောင်ပင်ဆောက်ဒိုးပင်နဲ့မိုးမိတ်ဗျူဟာကုန်းစတဲ့နေရာများမှာလည်းတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အလားတူပဲဇော်လိုက်လ28ရက်နေ့မနက်6:00ခန်းကမှာမိုးမိတ်မြို့ဒိုးပင်နဲ့ ညောင်ပင်ဆောင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စကခ21လက်အောက်ခံခလာရ26တပ်စခန်းမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မနက်10နာရီကမှညောင်ပင်ဆောင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စကခ21လက်အောက်ခံခလာရ2နဲ့3မိုးမိတ်ဘျူဟာဂုံးမှာရှိတဲ့စကခ21လက်အောက်ခံခလာရ38တို့နဲ့လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မိုးကုတ်မြို့အတွင်းကနေထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတချို့ကိုလည်း TNL ကလိုက်လံတိုက်ခိုက်ခဲ့ပြီးတော့တနက်၄လနဲ့အခြားပစ္စည်းများကိုတင်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့မော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုချိန်ကိုင်မိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့ည9:35မိနစ်ခန့်မှာမော်ဘီမြို့နယ်ထွေအုပ်ရုံးမှာတပ်ဆွဲနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြင်းအားမြင့်ချိန်ကိုင်မိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးတော့လမ်းပိတ်ဆို့ဆစ်ဆဲမှုများကိုပြုလုပ်နေတယ်လို့သိရပါတယ်။မိုင်းကလည်းသုံးလုံးစလုံးအောင်တယ်။ထိထိရောက်ရောက်လည်းဖြစ်ခဲ့တယ်။လက်တလောကတော့၃ရောက်ထိတယ်လို့ကြားထားတယ်။ပောက်ကွဲမှုကတော့အတန်ကိုဟိတ်နေတာပဲ။ဒီမရှင်ကိုလည်းတလနီးပါကြိုတင်စီစဉ်ပြီးမှလှုပ်ခဲ့တာထိထိရောက်ရောက်ဖြစ်အောင်လို့လှုပ်ဖို့လဲမြေပြင်ကရဲဘော်တွေကိုပြောထားတယ်။အရင်ပွဲတွေကတော့မိုင်းက error ဖြစ်တာမျိုးတွေရှိတယ်။ အခုကမိုင်းက၃လုံးစလုံးအောင်တယ်လို့မြောက်ကလပါမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဒုခေါင်းဆောင်ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်ဖွဲ့မြောက်ကလပါပတ်ကဖရဲဘော်များကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဘေးကင်းလုံခြုံစွာစုခွာနိုင်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းလောင်လုံးမြို့နယ်ကြောင်းဒီမော်ရွာတာဝါတိုင်းဂုံးကနေဆင်းလာတဲ့အကြမ်းတ်စစ်ကောင်စီတပ်သားနှောက်ဦးကိုပြစ်ခတ်တိုက်ခတ်ရာနှောက်ဦးစလုံးတေဆုံးသွားပြီးတော့တနက်နက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ26ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှကြောင်းနေမော်ရွာတာဝါတိုင်းဂုံးကနေဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးကိုတော်လိုက်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခဲ့ရာနှစ်ဦးစလုံးတိတ်ဆုံးသွားတယ်လို့သိရပါဗါတယ်အဲ့ဒီတိတ်ဆုံးသွားတဲ့စစ်ကောင်စီတပ်သား2ဦးထံကနေပြီးတော့ MA1 တလက် MA3 တလက်ကြီပေါက်2ခုနဲ့ကြီ40တရောင်းတို့ကိုတိတ်စီရရှိခဲ့တယ်လို့သိရပါဗါတယ်ကျွန်တော်တို့တစ်ချိန်လုံးရန်သူကိုတိုက်ခိုက်ချိန်မုန်းနေပါတယ်ကျွန်တော်တို့အများကြီးစူးစမ်းနေပါတယ်လို့ ောင်လုံး PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကလိပ်ပြာတက်စုတောသားလေးတက်စုဂလုံတက်စုနဲ့ဒဝဲခရိုင်တရင်တက်ကရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်သတင်းကတော့ EOD တိုင်းပသိမ်မြို့ရွှေမြင်တင်အခြေဆိုင်အမှတ်6စစ်အခြေခံလေးကျင်းရေးတပ်မှတပ်တွင်းနေထိုင်သူများကိုပုံမတင်းကျက်တဲ့အခြေအနေတွေကြောင့်တပ်တွင်းမိသားစုဝင်တွေဟာတပ်ရဲ့ပြင်ပမှာပြောင်းရွှေ့နေထိုင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တက်တွဲနေထိုင်ခွင့်တင်းကျပ်ထားမှု နေရောညပါလက်နက်မဲ့ကကင်းဆောက်ရန်စိတ်ခိုင်းမှုမိသားစုဝင်တွေကအသက်၁၈နှစ်ပြည့်ပြီးတဲ့လူငယ်အမျိုးသားများကိုစစ်တင်တဲ့အတင်းကျပ်တက်ရောက်ခိုင်းကရှေ့တန်းကိုစီလွတ်နေမှုနဲ့တက်တွဲအချင်းချင်းစောင့်ကြည့်စေမှုစတာတွေကြောင့်တက်တွဲမိသားစုဝင်တွေဟာမျိုးရင်းရက်ကွက်များနဲ့ခြေရွာများအတွင်ကိုနေအိမ်ငှားရမ်းပြောင်းရွှေ့နေရကြောင်းတက်တွဲမိသားစုဝင်တွေကပြောဆိုထားပါတယ်။ တက်ထဲမှာကအခုကဘလုံးမနေလို့မရတော့ဘူးစီကန်းတွေကအရန်ကိုတင်းကြတာအရင်ကညာပိုင်းမဲ့ကင်းဆောင်ခိုင်းတာအခုကနေဘက်တွေပါကင်းဆောင်ခိုင်းနေတယ်တက်ရဲ့အရှိကင်းမှာကင်းဆောင်ခိုင်းတာဘာလန့်နဲ့မှလည်းပေးမထားဘူးမဆောင်ကျင်ဘူးဆိုရင်အိမ်ကကလေးတွေကိုကင်းဆောင်ခိုင်းနေနောက်စစ်မှုထမ်းဥပဒေထုတ်လိုက်တာတက်အတွင်းကကလေးတွေပါအကုန်အလွတ်မပေးတော့ဘူးအကုန်လုံးကိုတင်တတ်ပေးတာတချို့ကလေးတွေဆိုရင်မြို့နယ်ကျော်လုံခြုံရေးဆိုပြီးတော့ရှေ့တန်းတွေကိုရောက်သွားတာဖုန်းခိုးဆက်မှပဲသိရတာပေါ့အချင်းချင်းလည်းမယုံလို့စောင့်ကြည့်ခိုင်းတာတွေပါပို့ပြီးတော့လှုပ်လာတယ် အထက်အောက်အပြန်လန်လေးစားမှုတွေလည်းမရှိတော့ဘူးအဲ့ဒီလိုမျိုးတွေဖြစ်နေလို့မနေချင်တော့တာနဲ့ရက်ွက်แท้တို့ရွာဘက်တီမာတို့အင်ဂျိုငှားတာတွေလှုပ်ထားရတယ်ကင်းဆောင်ကင်းပြောင်းအချိန်လစ်တာနဲ့တက်ရဲ့အပြင်ကိုခိုးထွက်ပြီးတော့ရှောင်နေကြရတယ်လို့ပသိမ်မျိုးအမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်တွင်းကမိသားစုဝင်တဦးကပြောဆိုထားပါတယ်အခုလိုမျိုးနေအိမ်ငှားရမှုဟာမျိုးတွင်းမှာရှိတဲ့အမှတ်9ရက်ွက်အပအဝင်မျိုးအနီးမှာရှိတဲ့ရွာသားယာဇင်းပြွန်းခေါင်းတက်ရက်ကုန်းဂွေးချိုចောင်းကုန်းလေးជីတာရှိជីတာအနောက် တစ်ပုတ်ကုန်းအင်ကုန်းကြီးတရက်တပင်အငူကြီးဘွကြီးနတ်ပြေချောဝဘိုးတော်နဲ့ငှက်ချေချောင်းစားတဲ့ကျေးရွာများမှာဖြစ်ပြီးတော့စစ်ကောင်စီအရာရှိနဲ့အခြားအဆင့်တပ်မိသားစုဝင်60ဦးထက်မနည်းပြောင်းရွှေ့လာကြောင်းဒေသခံတွေစီကသိရပါဗါတယ်တပ်ထဲကပြောင်းလာတာမနည်းဘူး အိမ်အငှားတွေကြီးပဲတွေ့နေရတယ်မြို့တွေကရက်ကွက်တွေမှာလည်းအသည့်တွေတွေ့လို့လှမ်းပြီးတော့အသည့်ပေးတာတွေရှိတယ်ရွာမှာလည်းလာနေကြတာတွေတွေ့ရတယ်အိမ်အငှားပွဲသားတွေနဲ့ချိန်ပြီးတော့ကိုလာနေကြတာဘာသဘောနဲ့လာနေမှန်းတော့မသိဘူးတတိထားပြီးတော့စောင့်ကြည့်နေရတယ်လို့တရားကုန်းကြီးရဒေသခံအမျိုးသမီးတို့ကပြောဆိုထားပါတယ်အလားတူပဲပသိမ်မြို့မှာရှိတဲ့ခလရ2ခွန်တက်တရရင်အတွဲမှာလည်း တပ်တွင်းစည်းကမ်းတွေတင်းကျပ်ထားမှုကြောင့်အရာရှိနဲ့အခြားအဆင့်တပ်မိသားစုဝင်တွေဟာအခုလအတွင်းမှာတပ်တွင်းနေအိမ်လိုင်းကမ်းတွေကနေပြီးတော့မြို့တွင်းရက်ကွက်များစီကိုလျှို့ဝှက်ပြောင်းရွှေ့နေထိုင်မှုတွေရှိနေတယ်လို့မြို့ကန်များစီကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you